ဒီနေ့ဗီဒီယိုမှာတော့ကုနာပြုအကုအနေနဲ့ဘာရလောက်ရမလဲဆိုတာရယ်ခရံခွန်ဘူးရဲ့အကြောင်းမှာတောင်းတက်ပြီးသွားတဲ့အခါဘယ်လိုနေရာမျိုးတွေမှာအလောလောရမလဲဆိုတာကိုပြောပြပြသွားမှာဖြစ်ပါကုနာပြုအကုဆိုတာကတော့ကုနာတွေကို အချိန်မှန်စေးတိုက်ပေးတာအဖျားတိုင်းပေးတာအနာတရတွေကိုစေးထည့်ပေးတာပြေကောင်းနှောင်းနဲ့အသက်ရှင်နှောင်းတွေကိုမှတ်သားထားပေးတာမျိုးတွေကိုအလုပ်ပြရမှာဖြစ်ပါအစားမစားနိုင်တဲ့ကုနာကိုလည်းပူဆောင်ရပေးတာမျိုးတွေကိုအဓိကအလုပ်ပြရမှာဖြစ်ပါ ကနာအာအနိကကျေးဇူးဆောက်ရှောက်ပေးရတဲ့နေရာမှာအဓိကတောင်းရှိတာဖြစ်ပြီးတော့မှဆရာတော်နဲ့ကျွန်တော်ပြုရဲ့ညွှန်ကြားချက်အရလိုအပ်တဲ့ကိစ္စရပ်တွေမှာလည်းပုံဆောင်ရပေးရမှာဖြစ်ပါတယ်။ဆရာကုံဘူရီကမှကျွန်တော်ပြုအနေနဲ့ကြောင်းတက်ပြီးတော့မှအလုံးနေရာမျိုးတွေမှာလောလောရမယ်ဆိုတော့ဘဝဆောက်ရှောက်ရေးစင်တာတွေအိမ်တွင်အနိကပြုစုခြင်းဟောင်းကျင်းနဲ့ပြင်ဆင်ရမှာဆိုပြီးတော့မှအုံမျိုးရှိပါတယ်။ ဘဝဆောက်ရှောက်ရာကြတော့တန်တာမှာရှိနေတဲ့ဘဝရင်နဲ့အတူတူနေပြီးတော့မှအနည်းကပြည့်စုံဆောက်ရှောက်ပေးခြင်းကနေပြီးတော့မှတန်ရှင်ရေးအထိတောင်းပါတယ် တန်တာမှာရှိနေတဲ့ဘိုးဘွား၄ဦးဒါမှမဟုတ်၅ဦးသာတဲ့မိမိတို့ရဲ့တူနာပြုခေါင်းဆောင်နဲ့အတူတက်ဆိုင်ရာကျူပြည်လိုက်အနိကပြုစုဆောက်ရှောက်ပေးရတာပဲဖြစ်ပါတယ်။ဟောင်းကရကြတော့အိမ်မှာအနိကပြုစုဆောက်ရှောက်ရန်လိုအပ်တဲ့ဘိုးဘွားဒါမှမဟုတ်ဦးနာတွေကိုအနိကပြုစုဆောက်ရှောက်ပေးရတာပဲဖြစ်ပါတယ်။အလို့ရှင်နဲ့မိမိတို့နှစ်ဦးကြာအလို့ချင်းလောက်ခလာစာအလို့တောင်တို့ကိုသဘောတူညှိနှိုင်းပြီးတော့လှူဆောင်ပေးရတာပဲဖြစ်ပါတယ်။တရုံစီကမှာအလို့လောက်ကိုင်မဲ့လူတွေအနေနဲ့ ဘာသာစကားနဲ့လုပ်ငန်းကျင်းပမှုကိုတော့ပုံမှန်လိုအပ်ပါတယ်ခင်ဗျာပြင်ရှင်တဲ့မိန်းကလေးတွေရှိလို့ရှိရင်လည်းအောက်မှာမှာဒီထားပေးခဲ့လို့ရပါတယ်ခင်ဗျာ